အားလုံးပဲမင်္ဂလာပါခင်ဗျာမိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကျမ်းပါပြီလိုရာဆန္ဒတလုံးတဝကြီးနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမကျွန်တော်စိတ်မန်းနေပြီးတော့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ကျွန်တော်တို့ရဲ့အပစင်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလွှာအစီအစဉ်လေးပြန်လည်လို့စတင်လိုက်ပါခင်ဗျာအဲကျွန်တော်တို့ဒီစတန်ဒတ်အာမီရဲ့တောက်တိုင်ဖြစ်တဲ့အုတ်ချုပ်ရည်မှုတို့ရာအိမ်မှုတို့ပြူစောတိတို့ရဲတို့ဘောနော်ပြည်သူစစ်တို့ကနေပြီးတော့ပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်တဲ့အားတွေပြည်သူတွေပေါ်အနိုင်ကျင့်တာတွေပိုကြတာတွေ လက်နက်အားကိုးနဲ့ဒီအာနာပါဝါအားကိုးနဲ့ပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်တဲ့အရာလေးတွေကိုကျွန်တော်တို့တွေကနေပြီးတော့ပြည်သူတွေကိုပြန်လည်ချပြရတဲ့အစီအစဉ်လေးဖြစ်ပါတယ်။အဲဒီအစီအစဉ်လေးမှာဆိုရင်ပဲကျွန်တော်တို့ဒီပြည်သူတွေကကျွန်တော်တို့တိုင်ကြားလာတဲ့စာလေးတွေကိုကျွန်တော်တို့ကပြည်သူပြန်လည်ချပြရတာဖြစ်ပါတယ်။အဲလိုပဲပြည်သူတွေညှဉ်းပန်းနှိပ်စက်ခံရတဲ့ပြည်သူတွေကျွန်တော်တို့တိုင်ကြားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တိုင်ကြားလို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ကမှတစ်စီပြည်သူတွေပြန်လည်ချပြလို့ရပါပဲခင်ဗျာ။အဲ့လိုတိုင်ကြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စိန်တီး YouTube channel နဲ့စိန်သီးဆေးရောင်စုံ channel မှာတိုင်ကြားနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့စိန်သီး Facebook page နဲ့စိန်သီး Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စိန်ပန်း Facebook Messenger မှာလည်းတိုင်ကြားနိုင်တယ်လို့အဲကျွန်တော်တို့ရဲ့အ YouTube တွေရဲ့ Facebook ရဲ့ comment တွေမှာလည်းကျွန်တော်တို့ audio အောက်မှာလည်း link တိုင်ကြားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ link တွေလည်းချထားပေးပါတယ်ခင်ဗျာအဲ့လိုတိုင်ကြားလာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့တိုင်ကြားလာတဲ့ဒီအုတ်ချုပ်ရေးမှုနံပါတ်တို့ဒီရက်ွက်နံပါတ်တို့မြို့ရွာနံပါတ်အတိအကျလေးတွေကျွန်တော်တို့ရေးပေးသိခြင်းပါတယ် ဟိုလူမာတည်မားလေးတွေကျွန်တော်တို့မဖြစ်စေချင်ပါဘူးခင်ဗျနောက်ပြီးတော့တိုင်ကြားလာတဲ့သူရဲ့ကျွန်တော်တို့ရဲ့ဒီနာမည်တွေအဲသူတို့ရဲ့ privacy တွေလည်းကျွန်တော်လောကဖုံးကွယ်ထားပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်ရတာတဲ့သတင်းလေးတွေကိုကျွန်တော်တို့တိုင်ကြားရတဲ့စာလေးလည်းရှိတယ်ကျွန်တော်တို့ကောက်နှုတ်ချက်ချရတဲ့သတင်းလေးလည်းရှိတယ်အဲ့ဒါလေးတွေကျွန်တော်ပြည်သူစပီကာနေပြီးတော့ကျွန်တော်စိန်ပန်းနေပြီးတော့အဲပြည်သူတွေပြန်လဲခြားပြတော့ပါမယ်အဲကြောင့်ဒီဘက်မှာတော့ကျွန်တော်တို့ဒီရွှေပြည်သားပေါ့နော်ရွှေရံမုံရွှေပြည်သားမြို့နယ်မှာဒီ 25ရက်ကွက်ကအုပ်ချုပ်ရေးမှုကတော့ဒီလိုပြောနေတယ်ဗျ။အဲဘာပြောလဲဆိုတော့ဒီရက်ကွက်မှာနေတဲ့ပြည်သူတွေပေါ့နော်အဆောင်နေအမျိုးသားတွေအားလုံးစည်ရင်ပေးရမယ်တဲ့။ဘာစည်ပေးရမလဲဆိုတော့စစ်မှုထမ်းမဲနိုင်ရမယ်စည်ရင်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒီငွေကြေးအရင်းနှီးမပါပဲနဲ့အဲသူတို့တဲ့စီးပွားရေးလုပ်တယ်လို့ကျွန်တော်တို့ကမြင်ပါတယ်။ကုမ္ပဏီထောင်စရာမလိုဗျာ။သူတို့ဓာလေးဒီလိုလေးပါဇက်ကနေပြောလိုက်တာနဲ့ဒါသူတို့ငွေတွေတတ်တော့လဲရတော့မယ်ပေါ့နော်။တကယ်မိုက်တဲ့ idea ပဲသလား။ အဲ့ပြည်သူတွေဘယ်လိုညှိမှနှိပ်ဆက်ရမလဲဘယ်လိုပြီးတော့ငွေညှိရမလဲဆိုတာဒီကောင်เนี่ยဒီလိုလှဲ့နေတာအရင်ကလည်းအဆောင်တွေမှာဆိုလို့ရှိရင်ပေါ့နော်အခန်းကားကိုဒီလာစင်သူတို့တောင်းနေတာအခုလည်းတောင်းနေပါတယ်လာစင်တောင်းနေတာအော်ဒီလာစင်အုပ်ကြီးတွေကိုသူတို့ကဂါနေရတဲ့ဂါကြီးကဘယ်လောက်ရှိလဲဆိုတော့တခန်းကိုပေါ့အဆောင်တခန်းကိုတသောင်းခွဲပေးနေရတယ်အဲ့လိုလည်းပေးနေရတယ်နောက်ပြီးတော့အဲ့လိုပေးနေရတဲ့အပြင်ကိုဒီလူစားထိုးဖို့ဆိုပြီးတော့စင်မူတန်းကြီးပေါ့နော်အဲ့လိုခေါင်းစဉ်လှလှလေးတက်ပြီးတော့သူတို့ကတောင်းနေတာ အဲသူတို့မှာဒီတောင်းစရာဒါပဲရှိတာပေါ့နော်အပြည်သူတွေကဒီပို့မရှိလို့လှုပ်ရှားနေရပါတယ်ဟိုနေကနေတက်လာပြီးတော့အဆောင်မှလာပြီးတော့နေရစီးပွားလာရှာရဲဒီအဲ့လိုမျိုးနေရတဲ့လူတွေကိုဒီအဆောင်ကဆိုပြီးတော့သူတို့ကတခန်းကိုတပေါင်းပွဲတောင်းလာတော့ဒါတော်တော်လေးကိုများတယ်အခုဆိုလို့ရှိရင်ねဒီစစ်မှုထမ်းပေါ့နော်အခုဆိုအဲ့လိုမရတော့ဘူးလေပြောတယ်စစ်မှုထမ်းပို့ဆိုတာမဖြစ်မနေပေါ့နော်အမျိုးသားတွေမဲနိုင်ရမယ်တဲ့မဖြစ်မနေနိုင်ရမှာအစရင်ကိုပါနေတာ စည်းပါတယ်လို့လည်းပြောတယ်မဖြစ်မနေပေးရမယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်သူတို့မင်းတို့ဒီကမောင်ဖြူပဲဖြစ်ဖြစ်မောင်နီပဲဖြစ်ဖြစ်မောင်ဝါပဲဖြစ်ဖြစ်စစ်မှုထမ်းကြီးစည်းပါနေတယ်စစ်မှုထမ်းထဲမှာစည်းပါတယ်အကျုံးဝင်တယ်ပြောရမယ်ဆိုရင်ဗလာမရှိပေါက်မဲပေါ့အဲ့ဒီပေါက်မဲနဲ့ပါနေတယ်ဘလို့ပဲဖြစ်ငွေပေးရတော့မယ်ဆိုတဲ့အထားဒါကတော့ဖန်ကွေနေလို့ကျွန်တော်ထင်တယ်အဲ့လိုမျိုးဖန်ထားတာပေါ့နော်အခုဆိုလို့ရှိရင်အဲ့ဒီအဆောင်မှာနေတဲ့ဒီအမျိုးသားတွေကအဆောင်မှာအဆောင်တော့မငှားရကြတော့ဘူးဗျာဘာဘာမှဘာလို့မငှားရကြတော့လဲဆိုတော့သူတို့ကမရှိလို့မှ နေကိုတက်လာပြီးတော့အလုံးလုံးစားကြတယ်ဗျာအဲ့လိုအလုံးလုံးစားရတဲ့ဥစ္စာဒီမရှိတဲ့ဥစ္စာဒီလိုမျိုးအဆောင်ကြီးတွေပေးနေရတာလေအဲ့ဒါမျိုးတွေပေါ့နော်အဲ့အခုတို့အနေနဲ့ကတော့ဘယ်လိုပြောမလဲလူစားထိုးဖို့ပဲမရှိတာလားလူပဲရှာမရတော့တာလားမရှိရှိတဲ့လူတွေတည်းကနေပြီးတော့အဲ့မရရောက်အောင်တို့ကငွေညှစ်ပြီးတော့အဲ့လိုမျိုးတွေယူနေကြတယ်လက်ရှိဆိုရင်အဲ့ဒီအဆောင်မူးမှာနော်ရှင်ပြည်သားအဆောင်မူး25ရက်ပေါ့ကအဲ့ဒီအဆောင်မူးဆိုလို့ရှိရင်တည်းဒီလက်ရှိအဆောင်မှာအလုံးမလုံးရဲတော့ပဲနဲ့ဒီအလုတ်ကတော့ထွက်ထွက်လိုက်ပြီပေါ့နော်အလုတ်ထွက်သွားပြီလို့လည်းသိရတယ် ဘယ်လို့ရဲမလဲသူအဆောင်မှုကလည်းဒီဂျားထဲကနေပြီးတော့ဒီပြည်သူတွေကိုလည်းတောင်းရမှာပေါ့နော်အဆောင်မှာနေတဲ့အမျိုးသားယောက်ျားလေးတွေပေါ့အဲယောက်ျားလေးတွေရဲ့လည်းပတ်စံတောင်းရမှာအာနာရသလိုသူကလည်းမြင်နေရလေသူလည်းပြည်သူတွေရဲ့ပြည်သူပဲပြည်သူတွေဘလို့ခံစားနေရလဲဆိုတော့သူလည်းမျက်မြင်ကိုယ်တွေ့ဖြစ်နေတယ်အဲ့ဒီရက်ကွက်အုပ်ချုပ်ရေးမှုတွေကလည်းသူ့ကိုနင်းကန်တောင်းနေတယ်ဖိအားပေးနေတယ်ဆိုတော့သူလည်းဂျားထဲကနေပြီးတော့နေရထိုင်ရခတ်ပြီးတော့အခုအလုတ်ထွက်သွားရှာတယ်ဒါလည်းကောင်းပါတယ် ဲ့ပြည်သူတွေပေါ့အဲ့လိုမျိုးကျွန်တော်တို့ကတော့မညင်မှန်းသေးဘူးပေါ့နော်မနှိပ်စက်သေးဘူးဘာဖြစ်လို့လဲဆိုတော့အကြံဖတ်စစ်တပ်ရဲ့ညင်မှန်းနှိပ်စက်မှုကကျွန်တော်တို့ပြည်သူတွေဘယ်လောက်ထိခံစားနေရလဲဆိုလို့ရှိရင်တကယ်ပြည်သူတွေရဲ့ဝင်ကြည့်လိုက်ရင်ဘတ်ချင်းဂျက်ပင်ထိုးပြီးတော့နားထောင်ကြည့်လိုက်ဒါဆိုလို့ရှိရင်သိလာလိမ့်မယ်ပြည်သူတွေဘယ်လိုခံစားနေရလဲပြည်သူတွေဘယ်လိုစက်ကြီးတွေပေးနေရလဲဘယ်လိုစစ်မှုတန်းကြီးတွေထမ်းဆောင်နေရလဲဆိုတာဒီငွေကြေးတွေဘယ်လိုဘယ်လောက်ထိရှာပေးနေရလဲဆိုတာမရှိမရှိမဲ့မစားရမဲ့မဲ့တောက်ရမဲ့မဲ့နော် အခုကစားစရာမရှိယော်စရာရှိမဟုတ်တော့စားစရာမရှိစစ်မှုထမ်းကြီးပေးစရာရှိအဲ့လိုမျိုးဖြစ်နေတယ်တို့ပြည်သူတွေအဲ့လိုဖြစ်နေတယ်အဲနောက်တစ်ခုကတော့ဒီမန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်ကဒီမောင်မောင်ကျော်ဦးကိုစစ်မှုထမ်းဖို့ဆိုပြီးတော့စစ်တပ်ကနေပြီးတော့အတင်းအာမဖမ်းဆီးသွားတာပေါ့နော်ပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတယ်အဲပြီးတော့နောက်တဲ့နှစ်ရက်အကြာမှာပဲသူ့ရဲ့မိသားစုဝင်တွေကိုအကြောင်းကြားတယ်အဲဘာအကြောင်းကြားလဲဆိုတော့မိသားစုဝင်တွေအလောင်းလာပြန်ယူပါဘလောက်တောင်ရက်ဆက်ရုပ်မာတာလဲ ဒါတော့သူတို့လူမဆန်တဲ့လုံရက်တွေဗျာဘာဖြစ်လို့လူမဆန်လဲဆိုတော့ဒီမိသားစုဝင်တွေထဲမှာနေရာမှာဝင်ပြီးခန်းစားကြည့်လိုက်ဘယ်လောက်ထိရင်ကျိုးရမလဲဘယ်လောက်ထိခန်းစားရမလဲသူတို့သားပျောက်ဆုံးနေတာဗျာအဲ့နှစ်ရက်လဲကြာတော့အလောင်းလာပြန်ပြီပါဆိုတော့အဲ့လိုမျိုးမိသားစုဝင်တွေရဲ့ခန်းစားချက်ကိုကျွန်တော်တို့ကတော့ခန်းစားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလည်းပြည်သူတွေကပြည်သူတို့နားလေဒါပေမဲ့အဲ့ဒီဂျမ်မစစ်ကောင်ကြီးကတော့ဒီကောင်ကြီးကတော့လုံးဝကိုချင်းစာတရားဆိုတာသူတို့နှလုံးသားမှာမရှိဘူးလက်နက်အားကိုနဲ့ဒီ အာနာပါဝါအာဟုနဲ့ပြူတွေကိုနိုင်တဲ့စီးနေနေပြူကျင်နေတာပေါ့အခုဆိုလို့ရှိရင်အသက်တောင်ဆုံးရှုံးသွားရင်ဘာမှအပြည့်မရှိပဲတဲ့ကလေးတွေကိုပေါ့နော်အဲ့လိုမျိုးအသက်တွေဆုံးရှုံးသွားတာတွေကျွန်တော်တို့နိုင်ငံမှာအများကြီးပဲရှိတယ်အနာဂတ်ရဲ့လူငယ်တွေပေါ့နော်အညွန့်တုံးခံရတာတွေအများကြီးပဲရှိတယ်အဲနောက်တစ်ခုကတော့အဲဒါကတော့ခုနကျွန်တော်ပြောသလိုပဲအုတ်ချုပ်ရေးမှုတွေရာအိမ်မှုတွေရပြည်သူတွေပေါ့ညင်မှနှိပ်ဆက်တယ်အဲသူတို့တွေအပေါ်ကိုပြည်သူဘတ်တော်သား အဲပြည်သူ့ကာကွယ်ရေးတပ်မလို့တော်လန်ရေးတပ်ပေါ့နော် PDF တွေကနေပြီးတော့ဒီကောင်တွေကိုဘယ်လိုပြန်ပြီးတော့လက်စားချေလဲပညာပေးလဲဆိုတဲ့သတင်းလေးကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲဘကိုးတိုင်းလက်ဗရန်မြို့မှာ PDF တွေကိုဂယူမဆိုင်ဘူးဆိုပြီးစိန်ခေါ်တာအဲ့လိုစိန်ခေါ်ပြီးတော့ဒီလူငယ်တွေကိုအတင်းအာရမပေါ်တာဆွဲတယ်စစ်မှုထမ်းကြီးထမ်းမှုအတော့ကိုလိုက်ပြီးတော့တိုက်တွန်းတယ်ပြီးတော့သူကိုယ်တိုင်အဲ့လူငယ်တွေကိုခေါ်ပြီးတော့စစ်ထဲထည့်တယ်အဲ့လိုလှုပ်ဆောင်နေတဲ့ဒီယာအိမ်မှုထွန်းထွန်းအဲ့ယာအိမ်မှုထွန်းထွန်းကိုတော်လိုက်ရေးတပ်ဖွဲ့တွေကနေပြီးတော့ တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်လိုက်တာအဲနေရာမှာနေပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်ဒါကတော့ကျွန်တော်ဟိုဝမ်းသာတယ်လို့ပြောရမလားဝမ်းနေတယ်လို့ပြောရမလားလူတယောက်တည်တာတော့ကျွန်တော်တို့ကဝမ်းမသာနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ရာအိမ်မူထွန်းထွန်းကလည်းပြည်သူတွေကပြည်သူပို့လို့ပါကျွန်တော်တို့ရကလည်းပြည်သူရဲ့ပြည်သူပို့လို့ပါဒါကြောင့်မို့လူတယောက်တည်တာဝမ်းမသာနိုင်ပါဘူးဒါပေမဲ့ပြည်သူတွေဘက်ကကြည့်တော့ဒါကောင်းတယ်လို့ပဲကျွန်တော်တို့ကဆိုရမှာပဲဘာဖြစ်လို့ဆိုတော့ပြည်သူမျက်နှာကိုပဲကျွန်တော်တို့ကကြည့်ရမှာလေ ဘာလို့ကောင်းလဲဆိုတော့ဒီပြည်သူတွေပေါ်အဲ့လောက်ထိညင်မှန်းနှိပ်စက်နေမှာတော့ဒီပြည်သူတွေအတွက်ဒီလိုလူမျိုးတွေမရှိသင့်တာပေါ့နော်အဲ့ရာအိမ်မှုအုတ်ကြီးအုတ်ကြီးလူမျိုးပဲပေါ့နော်တခြားရာအိမ်မှုတွေအုတ်ချုပ်ရေးမှုတွေခမရတို့တွေစိတ်မခေါ်နဲ့စိတ်ခေါ်ရင်တိမ်မော်ထိလိုက်တယ်ဆိုတဲ့စကားဒါလွလွနဲ့ဖြစ်လာတာမဟုတ်တကယ်နော်တကယ်ဖြစ်လာတာဟုတ်တော်လိုင်းတက်ပွဲတွေကစိတ်ခေါ်လို့တိမ်မော်ထိလိုက်ပြီးတော့အခုဆိုလို့ရှိရင်တော်တော်လေးကြီးနာပါဘူးနော် သူဒီတယောက်တည်းမဟုတ်ဘူးနော်အဲ့ဒီယာအိမ်မှုထွန်းထွန်းနေမဟုတ်တခြားအောက်ချုပ်ရည်မှုတွေလည်းရှိတယ်တခြားဒီစစ်တပ်ရဲ့တောက်တိုင်တွေလည်းရှိတယ်အဲအဲ့လိုမျိုးတောက်တိုင်တွေအပြောက်ကင်နေတာတွေအများကြီးပဲအများကြီးပဲကျွန်တော်အပတ်တိုင်းသတင်းတွေတင်ပြပေးနေပါတယ်အဲ့လိုမျိုးတွေရှိပါတယ်ဒီတစ်ခုကတော့ကျွန်တော်သတင်းတွေအကောင့်နှုတ်ချက်လေးတစ်ခုပါကချင်းပြည်နယ်ဖားကန့်မြို့ဒီလုံခင်းကျေးရွာကိုစစ်ကြောင်းထိုးနေတယ်အကြမ်းဖက်စစ်တပ်ပေါ့နော်အဲ့ဒီအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝိုင်းနေအလုံခင်းရွာကိုဖျက်သွားမှာအဲ့ ရွာထဲမှာရှိတဲ့ပြည်သူတို့ရန်တမ်းပြီးပြစ်ခတ်လိုက်တာပြည်သူ၅ဦးသေသွားတယ်ဗျာအဲ့ဒီဓက်ပုံတွေလည်းပြီးခဲ့တဲ့ဘက်ကကျွန်တော်ဟိုဘာနော်ပြီးခဲ့တဲ့ဘက်ကမြင်ရတယ်ပြီးခဲ့တဲ့ဘက်ကဘာလို့လဲဆိုတော့ကျွန်တော်ဒီပြည်သူစုပြည်ကပန်ကြားလာစီဆိုကျွန်တော်တပတ်စာစီရင်ချုပ်ထားတာဖြစ်တဲ့တဲ့ကြောင့်မလို့ဒါပြီးခဲ့တဲ့ဘက်ကလို့ပြောတာအဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်မြင်ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဗျာကဒရင်းပေါက်မှာကြည်နေနေကဒရင်းပေါက်မှာလဲကြနေတာတယောက်အိမ်ဝမှာလဲကြနေတာတယောက်ခြံဝမှာလဲကြနေပြည်သူတွေကလမ်းပေါ်ထွက်တာမဟုတ်ဘဲနဲ့ သူ့အိမ်ထဲမှာသူနေသူ့ခြံဝင်ထဲမှာသူနေနေဒီအကြမ်းဖက်စစ်တပ်ကလက်သရမ်းပြီးပြည်သူတွေကိုပြစ်တတ်သွားတယ်ဗျာဒါကတော့လုံးဝလူစိတ်မရှိဘူးလို့ကျွန်တော်ထင်ပါတယ်ပြည်သူတွေကလက်နက်ကင်နေတာလည်းမဟုတ်ဘူးဗျာသူတို့ဆဲဆိုနေတာလည်းမဟုတ်သူတို့အိမ်ထဲမှာသူတို့နေတဲ့ဥစ္စာကိုအဲ့လိုမျိုးတွေရန်တမ်းပြီးပြစ်ခတ်သွားတာပေါ့နော်အဲ့လိုလူစိတ်မရှိတဲ့အကြမ်းဖက်စစ်တပ်မကြခင်အမြင့်ပြက်ပါလေလို့ပဲကျွန်တော်တို့ကဆူတောင်းပေးရမှာပဲဒီတခါကတော့ကျွန်တော်စကိုင်းတိုင်းကမ့်ဘလူမျိုးနယ်မှာဒီအရက်ဆိုင်ထိုင်တဲ့သူတွေအပါဝင် နော်မြို့နဲ့မြို့ပေါ်နဲ့ရွာထဲမှာရှိတဲ့အရက်သား100နီးပါးကိုအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ပေါ်တာဖမ်းဆီးသွားတယ်လို့သိရပါတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟို standard army ကျွန်တော်တို့လည်းတရင်နေအဘ channel မှာလည်းအဘအစီအစဉ်မှာလည်းကျွန်တော်တရင်နေတောက်လျှောက်တင်ဆက်နေတယ်အကြမ်းဖက်စစ်တပ်ကနေဘယ်လိုလုံးပါပါနေလဲအဲဘယ်လိုဘယ်လိုထိအလင်းဝင်ကုန်ပြလဲဘယ်လိုထိဖမ်းဆီးခံရတယ်ဘယ်လိုထိတေကုန်လာလဲဆိုတော့ကျွန်တော်နေ့တိုင်းတင်ဆက်နေတယ်အဲ့ဒီမှာလည်းကျွန်တော်တို့မှာ စီးရင်တွေသွားကြည့်လို့ရပါတယ်ကျွန်တော်နေ့တိုင်းတက်ဆက်ပြီးနေပါအခုဆိုရင်ဘယ်လောက်ထိလဲဆိုရင်တို့အကြံဖတ်စစ်တပ်မှာလူလုံးဝမရှိတော့မရှိတော့ဒီရရလူတွေပေါ့နော်လူတွေအတင်းအာဏာမဖန်ဆီးတာတွေပေါ်တာဆွဲတာတွေတို့အတကုံလောက်လာပြီအခုတနေ့ရဆိုကျွန်တော်တင်ကြားတယ်အဲမျိုးပေါ်ကလူအယောက်60လောက်မသိဘူးတို့ခေါ်သွားပြီးတော့လူသားတိုင်းလောက်သေးတယ်ဗျာလူသားတိုင်းလောက်တယ်နောက်ပြီးတော့တချို့လူတွေလည်းအဲလမ်းမာတယ်မဲ့ပြောမရလို့လားပါလားမသိဘူးအဲ့လိုမျိုးလုံးလို့လားမသိဘူးပြတ်တက်ခဲ့တာကြီးလည်းရှိရအဲ့ဒါကြီးလည်းကျွန်တော်တို့ဒီ lining ပေါ်မှာအဲဓာတ်ပုံနဲ့တကွာတက်သေးနေရှိတယ်ဒါကျွန်တော်တို့ပြောနေတာသူတို့အကြမ်းဖက်စစ်တပ်ကိုလက်လွတ်စပယ်ဆွတ်ဆွဲနေတာမဟုတ်ဘူးသူတို့တွေကပြည်သူတွေပေါ့ဘလောက်ထိစိတ်ရာဇဝမှုကျူးလွန်ထားလဲဆိုတာအပြစ်မဲ့လက်နက်မဲ့တဲ့ပြည်သူတွေကိုနော်ဘလောက်ထိစိတ်ရာဇဝမှုကျူးလွန်ထားလဲဆိုတာဒါတက်သေးနေတကွာအဲဒေါ်လာကြီးဘတ်တော်သားတွေမှာလည်းရှိတယ်အဲကျွန်တော်တရေအချက်လက်တွေမှာလည်းတက်သေးနေတကွာရှိတယ်ဒီနေ့တချိန်ကျရင်ဒါတွေကခမည်းတော်အကြမ်းဖက်စစ်တပ်အားလုံးပြန်ပေးဆက်ရမယ်နော် နောက်ပြီးရရှိသေးတယ်အခုရက်ပိုင်းမှာဆိုလို့ရှိရင်လည်းမြို့ပေါ်မှာဒီမိန်းကလေးတွေတော်တော်များများပေါ်တာဆွဲဆွဲခံနေရတယ်မိန်းကလေးတွေပေါ်တာဆိုပြီးတော့တို့ကဘာလုပ်မှလဲတော့မသိဘူးပေါ့နော်တော်တော်လေးတော့ဟိုဘလိုဖောင်းလဲစိတ်မနှံ့ဘူးလို့ပြောရမလားဘလိုစိတ်တတ်နေအဲ့လိုမျိုးတွေလုပ်နေလဲတော့မသိဘူးမိန်းကလေးတွေပေါ်တာဆွဲနေတယ်တဲ့ပြည်သူတွေအနေနဲ့ကပေါ့နော်သွားတတိလာတတိအစားတတိပေါ့နော်စားစားရရတတိနဲ့အလောက်ကင်သွားရင်လည်းတတိနဲ့အပြင်သွားထွက်ရင်လည်းတတိနဲ့ဈေးဝယ်ထွက်ရင်လည်းတတိနဲ့နေပါလို့ပဲကျွန်တော်တောင်းအဲ့လိုမျိုးပဲတတိပေးခြင်းပါတယ် ။နောက်မျိုးပေါ်ကလူငယ်တွေလည်းဒီတက်ပြက်နေတဲ့ Java စစ်တပ်ကိုရှော့မတွက်နဲ့နော်။ဘာလို့ရှော့မတွက်နဲ့လဲဆိုတော့အခုတော်တော်လေးကိုတက်ပြက်နေပြီ။အခုဒီ KNB နဲ့အဆက်မှရှိတဲ့ဒီ border line တောက်လျှောက်ကိုအဲ KNLA နဲ့ပူပေါင်းတက်တယ်ရနေပြီးတော့ online ပူပေါင်းတက်နေတောက်လျှောက်သိမ်းတာ။အဲ့မှာလည်းအကြမ်းဖက်စစ်တပ်ကနေပြီးတော့တောက်တောက်လဲခွက်ခွက်လန်းအောင်ရှုံးနေကြတာ။ရှုံးနေတော့သူတို့မှလူလဲတော်တော်များများကုန်းနေပြီ။တို့ Java စစ်တပ်ဘက်ကဆိုရင်တော့အယောက်60လောက်ဒီဘက်ကိုထိုင်းနိုင်မှုကံဘက်ကိုထွက်ပြေးနေရတယ်။အဲ့အတွက်တို့ရှိမှလည်းလူတအားလုံးနေတယ် ဲ့လိုမျိုးပေါ့နော်ကျွန်တော်အဆအဆရတတိရှိကြပါလို့ကျွန်တော်တော့တတိပေးနေပဲအဲ့ဒီကောင်ကြီးကပြည်သူတွေပေါ်ဒုက္ခပေးရမယ်ဆိုလို့ရှိရင်အဲကျွန်တော်စာကြိုးလေးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဲအကုသိုလ်ကိုညှန်းစင်ပန်းဝင်ကိုညှုတ်ပင်းချအဲဇုတ်အတင်းအာရမနဲ့စီးပွားရှာမီးပွားလာမမိုးတုံရွှေတို့အလုတ်တလေကချမ်းသာဖို့ဆိုပြီးတော့ဟမ်လမ်းရှာလို့မတွေ့ရွာမိရှုတရာကြီးလို့မဟုတ်ဘဲနဲ့လက်ထိုးနတ်ဒိုးနဲ့ယူရီယာက အဲအဖိုးစာရမယ်ဆိုရင်ကြုံခံမလွန်ဆန်နိုင်လို့ခံတီစာအပြန်မိရမလားဆိုရင် logo ပို့အပြောကချိုးပြီးသဘောကပုတ်မနောအပွားရုံနဲ့ပြုံးကြကြီးအစုံကဘာစီကြီးလောဘတက်ဒေါသဖတ်ပြီးတော့မောဟဆွတ်တောကရမက်ပွေပြီးတော့ဒီအများပြည်သူတွေကိုတောကရက်မအေးရအောင်လောကဖြက်စီးရေးသမားဆိုတဲ့အဲ့ဒီအုတ်ကြီးနဲ့ဘောမတတိုက်အကြံဖတ်အာမီကို ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရမကြာမီမှာကဘာတီတီဥရမကြည့်ဘူးလို့ကျွန်တော်ပြောကြရင်းနဲ့ကျွန်တော်ရဲ့ဒီပြီးသူစပီကာပန်ကြောလာအစည်းအဝေးလေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးသက်ပြရသေးခင်ဗျအဲကျွန်တော်တို့ရဲ့ဒီပြီးသူစပီကာပန်ကြောလာအစည်းအဝေးလေးကိုတည်င်းလေးတွေပေးခြင်းနဲ့အဲကျမ်းပတ်စစ်တက်နဲ့အဲသူရဲ့ဒေါက်တိုင်လေးအုတ်ချုပ်ရေးမှုတို့ရာအိမ်မှုတို့ပြူစောထီတို့ကဘလို့ပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်လဲဘလောက်ဒီငွေညစ်လဲအဲ့ဒါတွေကိုကျွန်တော်တို့က ပြည်သူတွေကိုပြန်လဲချပြရခြင်းအစီအစဉ်လေးမှာပြန်လဲပါဝင်မယ်ဆိုလို့ရှိရင်တိုင်ကြားနိုင်ပါတယ်ခင်ဗျအဲ့တိုင်ကြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စိန်သီး YouTube channel နဲ့စိန်သီးစေးရောင်စုံ channel မှာတိုင်ကြားနိုင်တယ်လို့နောက်ပြီးတော့စိန်သီး Facebook page နဲ့စိန်သီး Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ကျွန်တော်ရဲ့စိန်ပတ် Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ YouTube နဲ့ Facebook တွေရဲ့ဒီ comment တွေမှာလည်းဝင်ရောက်ပြီးတော့တိုင်ကြားနိုင်ပါတယ်ခင်ဗျအဲ့တိုင်ကြားလာတဲ့သူတွေရဲ့ကျွန်တော်တို့ဒီနာမည်လေးတွေ privacy လေးတွေကိုဖုံးကွယ်သွားရဲ့သွားမယ်လို့ကျွန်တော်တကတိပေးပါတယ်ခင်ဗျအဲ့လိုဖုံးကွယ်သွားရင်လည်းကျွန်တော်တို့ပြည်သူတွေရဲ့ခစားချက်ပြည်သူတွေရဲ့အမှန်တရားကိုပြည်သူတွေကိုပြန်လဲချပြရင်လည်းကျွန်တော်အစီအစဉ်လေးကိုဒီမှာနေရနာဝင်ပြပါခင်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဘာ